ဆိုလိုတာကတော့တကယ်ပဲတရားကြီးတစ်ခုကိုရှိသလားလို့ဆိုတဲ့ဟာမျိုးပေါ့လေသုံးဖို့ဟန်ပန်းအသွင်တကံအမှုရာပြပဲလားလို့ဆိုတာမျိုးပေါ့ဗျာဇလောကလုံးကတော့ခင်ဗျားတို့လည်းဖြစ်ပြီးတဲ့သူတွေဖြစ်တယ်လိုက်ပါပဲရုပ်ဆိုတာတောင်ခုဖြစ်တော့အဖတ်ရလို့တည်းပြီးတော့ဘူးဆိုတာကိုဒါအဖတ်ဆိုတာကတော့တရားပေါ့ဗျာတပ်ပါပေါ့ဗျာရုပ်ဆိုတဲ့အာကြီးတောင်မှခုဖြစ်မှာတော့တရားရလို့ပြီးတော့ဘူးလို့ဆိုတာခင်ဗျားတို့သိမှာပါဆိုကြပါစို့ဘယ်တန်မဲ့ဖြစ်ဖြစ်ဘယ်တော့ပဲဖြစ်ဖြစ်ဘလောက်အတိုင်းခဲကြီးတွေကိုပဲ နောက်ဆုံးလေးခွဲလိုက်လို့ကျင်တော့ပရမာဏုမြူးလို့ဆိုတဲ့အပိုင်းစီကိုရောက်ပါပါဒါပရမာဏုမြူးလို့ဆိုတဲ့ဇာတ်ကဒါဗုဒ္ဓဘာသာနဲ့ဒါယဉ်ယဉ်နေပြီမဲ့တို့ရဖြစ်နေမယဉ်နေဘူးလို့ဆိုလို့ကျင်အနုမြူးလို့ပဲပြောအောင်ပါဒါ electron တို့ neutron တို့ proton တို့ဆိုတဲ့ဟာမျိုးလေးနဲ့ neutron ကလေးရကလေးတွေသူ့ဝေးနေတဲ့ဟာကိုပြောကြအောင်ပါတကယ်တော့တန်းဆိုတာဟာအဲ့ဒီ electron neutron proton proton လို့ဆိုတဲ့အရာပေါင်းအရေးအတွက်ဘယ်လောက်ရှိတဲ့ဟာတွေနဲ့ လက်ပတ်ပြီးနေတဲ့ဟာမျိုးကိုတံပြောတယ်။သူ့ပြောတယ်၊ခြေပြောတယ်နဲ့အဲဒီလိုမျိုးလိုသတ်မှတ်ထားရတာဆိုတော့နောက်ဆုံးပြီးတော့အဲ့ဒီနျူထရွန်တွေ၊အီလက်ထရွန်တွေ၊ပရိုတွန်တွေကိုထပ်ခွဲရင်တော့မှလည်းပဲထပ်ပြီးတော့လည်းရရပြီလားဆိုတော့နောက်ဆုံးပြီးရုပ်မှာတရက်ရှိတယ်လို့သိထားတာမှတ်သားခဲ့ရတာတော့မှသာမမတ်သားတက်မတာမမတ်သားတဲ့မတာတဲ့ကလေးတို့တို့ဒီကနေ့ဖြစ်တာတောင်ကြိုင်သွားကြတဲ့အနေထားရောက်ဘူးလို့ဆိုတော့ဒါတင်ရလို့တိကျပြကြပြမှာပါမလို့လဲလို့လည်းပြောနေတယ်လို့မှတ်ပါနဲ့ဒီစကားကိုတို့တို့ကသဗ္ဗနဲ့ကရိယာနဲ့ကိုခွဲကြတဲ့ခါမှာတကယ်တော့ အဲ့ဒီကိရိယာတွေကိုပဲဒါကတံပေါ်နေတော့ဘာသာလူပြောကြရတဲ့သဘောပါအဲ့တော့ဒါရင်မေးသူရဲ့အာဘောဂကိုတောင်ကိုတောင်လဲနေလို့ညာဖြစ်နေလားလို့ဆိုတဲ့ဟာမျိုးတော့နည်းနည်းပြောချင်ပါတယ်ဒါကတက်တက်ပြီးသွားအောင်လို့ပြောတယ်လို့မှတ်ပါတောင်လဲနေတာမဟုတ်ပါဘူးလို့တကယ်တမ်းကတော့မေးသူရဲ့အာဘောမှာအဲ့ဒီအနုပါဒနဲ့ခန္ဓာဟောဥပါဒနဲ့ခန္ဓာဆိုတာဟာပြောမယ်ဆိုရင်အထင်မြလား ိတ်တာများလားပေါ့လေအဖေအကြည့်လားလို့ထူတာမျိုးအတိတ်ပဲရောက်မယ်လို့ပြောပါတယ်တပ်ပနဲ့ကိရိယာဆိုတဲ့စကားရဲ့အနက်ကိုဒါအရာစကားနဲ့အပီခေါ်လိုက်လို့ရှိရင်ပြောမယ်ဆိုရင်တကယ်အဖတ်မရှိဘူးရှင်မြပဲသိုးရမြပဲလို့ပြောရတာလည်းရှိပါတယ်အဲဒါလို့မဟုတ်ဘဲနဲ့တကယ်အကြည့်လားလို့ဆိုတာမျိုးပြောရတာလည်းဒါရှိပါတယ်ခုနကရုပ်ပဲဖြစ်ဖြစ်ဝေဒနာပဲဖြစ်ဖြစ်ပညာပဲဖြစ်ဖြစ်သင်္ခါရပဲဖြစ်ဖြစ်ဝိညာဉ်ပဲဖြစ်ဖြစ်ဤတမ ဒီထဲမှာအတူထုံးလိုက်လို့ရှိရင်ရုပ်ပဲဖြစ်ဖြစ်နာမည်ဖြစ်ဖြစ်လို့ပြောအောင်ပါဒီခန္ဓာ၅ပါးကိုနှစ်စုခွဲလိုက်တော့ယုံနာကိုတကယ်တော့နာမည်ဟာကရိယာမတ္တတွေပဲဖြစ်တယ်လို့ဒီလည်းပဲကရိယာမတ္တပါပဲယုံမှုဒါရရှိတယ်လို့ဆိုတဲ့ဟာမျိုးကတော့ဒါကအခုခေတ်ရဲ့နောက်နားစီတုန်းကသိတ္တပညာကပြောတဲ့အရာပါတကယ်တော့ဘုရားဘာသာမှာတော့ပရမတ္ထသစ္စာပန္နညာဟာဘာဝဋ္ဌာကြီးဘာဝဋ္ဌာလို့ပြောလိုက်ရင်တော့ကရိယာသမားတွေသဘောပေါက်ပါတယ်ဘာဝညပဲဘာဝရဲ့အနက်ညပဲ 八万四的，就是的。五万租的钱你打到那里面款项没租金租，八万打到那里面款项？八万打到那里面款项的钱？所以说，水水地地水涨，水水的江西菜，水里土叫水涨，江西赣州水涨，那这个是我江西赣州当地一地，赣州当地一地这个东西。但是水水大家那也水水包高价的水涨，水涨那个江天。 သမုဒ္ဒရာကရိယာလေးကိုသိပြောရတာလို့သူ့မှာကြံတတ်တဲ့တတ္တိဆိုတာတော့အခုရုပ်ပတိတိရူပံဆိုတာနဲ့ရုပ်ပတိဖောက်ပြန်တိုက်ဤတိထုကြရူပံရုပ်ကြီးဆိုဖောက်ပြန်တတ်တဲ့တတ္တိသူ့မှာသိလေတလို့လို့အဲလိုမျိုးလို့လို့ဒါဒါလည်းပြန်စားပြီးကတုတ္တတိလို့ကြတာတကယ်တော့ရုပ်ပဏရူပံပဲအမှန်ကတော့သူကဖောက်ပြန်ပြန်ပြတယ်မူရာကပဲဆိုလို့ဆိုတာဒါကနည်းနည်းလေးပဲ ที่นาเชียวโง่วังเลยมาปีตาเลยด่าแต่พอเวียนว่าสิเจนุติสกายจอนี่ครับอาอาดูมันที่ได้เสร็จหมดเลยเดี๋ยวเลยเดี๋ยวเลยเดี๋ยวเที่ยงบีกันวันเดี๋ยวเดี๋ยวทุลุ่ยละทุลุ่ยละเราเป็นมาถ้าเดือดไหมเพราะว่าเพราะว่าดีเด็กดูมาการที่ดูการนั่งที่ดูการนั่งที่ดูเลยที่ดูเจ้าข้าเจ้าโบที่นี่บ้านตัวเราจะกัดเจ้าละนี่บ้านโบแต่การที่ข้าจะยิ่งยาวยิ่งยาวหนุ่มยิ่งเย็นหนุ่มเนี่ย အာတဝက်ခရံအာတော်တရားတွေဂုံရဂုံချောင်းဖြစ်တော့တကယ်တော့အာတော်တရားတွေဂုံချောင်းဟာနိဗ္ဗာန်လားအာတော်တရားဂုံချင်းဟာနိဗ္ဗာန်လားနဲ့ဒီလိုမျိုးလေးတရားပြောကြအမေဒါလေးနဲ့ပလိပလာလို့လို့ပြောနေရသေးလို့သင်ကြကောင်းတယ်ဘယ်တော့ကလေးတွေကကွဲသွားတာနော်ဒီပစ္စည်းအထာလေးဖြစ်တယ်ပစ္စည်းနဲ့ကလေးကဂုံချောင်းလားဂုံရလားဂုံချင်းလားဟာဂုံရပေါ့လို့ပြောတယ်ဆိုလည်းပြောတယ်ဂုံချောင်းပေါ့လို့ပြောတယ်ဆိုလည်းပြောတယ်ဂုံချင်းပဲလို့ပြောတယ်ဆိုလည်းပြောတယ်တကယ်တမ်းကြတော့ လေဒီစာတော်တို့ပဲတော်တော်တို့ကတရေရဲ့တန်တဲ့ပုံစံတွေဆိုတော့ဒါတိတိခါကြလေးတို့ရောက်ောက်တာလေကုန်ကျင်းမယ်ဆိုပြီးတော့ဒါပေမဲ့ဒါကြေကြေကြံ့ကြံ့ပြောထားတဲ့ခါကျတော့ရောက်ောက်ောက်တာတဲ့ခါကျတော့ကုန်ကျင်းရေလို့တော့ပိပိတကဖြစ်လာလို့အမှန်တိုင်းကတော့ပရမတ္ထတိတ္တသိကျင်းတဲ့ဘာဝိထာလောက်ပါလို့ခါတယ်ဆိုတော့ဆိုလိုတာကတော့ရင်ပရမတ္ထတိတ္တတွေကဘာဝရည်ကြီးတယ်လို့ဒီလိုဆိုလိုတာပါအဲ့တော့ဘာဝရည်ကြီးတယ်ဆိုတော့ဘာဝရည်ဟာကိရိယာရည်ကြီးတယ်လို့ဆိုတာဗျာကိရိယာရည်ကြီးတယ်ဗျာဒီကိရိယာရည်ပဲဖြစ်ရင်ကိုယ်ဆိုရင်တောင်မှပဲ တပ်ပလုံးလုံးငင်ရလေပထမီတို့လို့တင်လာပဲပထမီတပ်ကကြီးလို့အဘောတိရောဝါရောတွေတင်လာပဲအဲ့ဒါအဘောတိရောဝါရောတပ်ပတွေနဲ့တင်လာရုပ်ဆိုလို့ရှိရင်ကိုပဲတရားရှိတယ်လို့လို့မျိုးအဲခုနကတော့အမေးရတော့ခုနကတော့ဥပါဒဏ်နဲ့ခန္ဓာတွေဟာသဘာဏနေလားကရိယာနာနေလားလို့မေးရတာမှာတော့အခုနကတော့သဘောမျိုးပါတကယ်ပဲတို့မှာသိသိရှင်းရှင်းတကယ်ရှိနေတဲ့ဟာတွေဟုတ်ကလားသုံးလို့တကယ်ရှိနေတဲ့ဟာတွေမဟုတ်ခင်ဗျာနေကလားအဲ့ဒီလိုမျိုးပါပဲဒါလေးကိုတို့ကနောက်ဆုံးပြလိုက်ကြတော့တကယ်တော့ ဒီလူဒုက္ခပေးတဲ့ဥပါဒနဲ့ခန္ဓာဆိုတာလေတကယ်ရှိနေတဲ့ဟာပါပဲလူဒုက္ခတကယ်ပြောနေတယ်။ဒါဖြစ်လို့လေလူဝိတယောက်ဟာဒီလိုတစ်ခုကိုတွဲပြီးဒီလိုတစ်ခုကိုပြောမဲ့စိတ်နာကိုတင်တင်စိတ်နာဆိုတဲ့သဘောမျိုးလိုနဲ့ကရိယာလေးဖြစ်ပေမဲ့လေစိတ်နာတော်ကြီးလို့သူတွဲတာလေတွဲတာပြီးဆိုရင်အဲ့ဒီတွဲတာကြောင့်သူ့ရုပ်ခန္ဓာမှုတွေသူ့ရုပ်တွေပါလေပဲသူဒီသူ့မြင်အမြင်မှားရင်အမြင်မှားရဲ့လျောက်ဖြစ်သွားရမယ်သူ့ရုပ်ကြားတွေဖြစ်ပါတယ်သူ့ဝေဒနာတွေကလည်းတကယ်ဖြစ်ပါတယ်သူ့ပညာတွေကလည်းတကယ်ဖြစ်ပါတယ်အစတုန်းကအမြင်မှားတာကမှားတာတခြားပဲ အဲ့ဒီမှားတာကိုအစ်ကန်းပြီးသူဖြစ်ပြီးဥပမာတိတိမောကတရားကြီးဆိုတာမျိုးကတကယ်တော့တရားကြီးဖြစ်လာဘူးဒါပေမဲ့သူ့ရဲ့ဒီထဲမှာတော့တရားကြီးကတင်းလင်းကြီးကိုမြင်တာဗျာမြင်တာဆိုတော့ဒီတရားကြီးမြင်နေစေရင်ပြောနေစေရင်တိတိမောကတရားကြီးကတကယ်မရှိပါမလို့သူ့မြင်နေဆိုရင်တော့သူကတော့ကြောက်ပြီးတတိကြီးကတံပြန်ဖတ်မယ်အဲ့လိုမွေးမြင့်နေထောင်းလာတယ်အဲအဲ့လိုမျိုးလိုပြောရမယ်အဲ့ဒီတတိကြီးကရှိမရှိကြဒနာကြီးစောက်သားမလို့ခင်ဗျားတို့တော့လည်းအဲ့ဒါလေးကိုပိတ်ထားကြအောင်ဆိုဒါနည်းနည်းရပါကြအောင်လို့အဲ့နဲ့ပြောကြအောင်ပါ အိမ်မက်ထဲမှာရှင်ကြီးနဲ့တွေ့ရကြားကြီးနဲ့တွေ့ရတကယ်တကယ်ရှင်ကြီးရှိလိုက်ပါတော့အိမ်မက်ပဲတကယ်ကြားကြီးလည်းပဲရှိလိုက်ပါတော့ဒါပေမဲ့အိမ်မက်ထဲမှာတော့ကြောက်လိုက်ရတာတခါတည်းကိုကိုလေးကိုလည်းတုံနေအောင်ပေါ့အလက်တွေရှိတယ်ပဲနဲ့ရုံရင်ကဆန်တာတွေဖြစ်အောင်ပေါ့ဒီတော့ပြောမယ်ဆိုရင်အဲ့ဒီရုပ်တွေမဖြစ်ဘူးလားလို့မေးကိုလေးလက်တွေထုတ်သားမှုတွေမဖြစ်ဘူးလားဖြစ်တာပေါ့ခံစားမှုကမဖြစ်ဘူးလားဆိုရင်အမလေးအိမ်မက်ထဲမှာငိုလေးရတာနဲ့ပြင်းညေးတွေတောင်းတော့ကြတော့ဒါမျိုးတွေလည်းရှိတာပဲဒီတော့ပြောမယ်ဆိုသူ့အမြင်ကတော့တကယ်ကြည့်ကြမှာရှိမယ်ဟုတ်တကယ်ကြည့်ကြမှာရှိမှာရှိမှာဖြစ်တယ်မယ် ူမှသင်လာတဲ့ခန္ဓာကတော့ဥပါဒနဲ့ခန္ဓာကတော့တကယ်ရှိတယ်သူပြောချင်ပါတယ်သူကတော့ဒိဋ္ဌာဏနဲ့ဓမ္မနဲ့ဆိုရတဲ့အဲဒီဥပါဒနဲ့ခန္ဓာဟာလည်းပဲတကယ်ရှိတဲ့ခန္ဓာပါတကယ်ရှိတဲ့ခန္ဓာပါလို့ဒီစကားကလေးတော့ပြင်တော့သူတို့ရဲ့လူတွေနဲ့ပိုင်ဖို့ကြောက်တန်ကြရဲ့လို့ပြောတာအောက်မိပါတယ်အဲဒီတော့ပဲဒီလိုဒီဟာရဲ့ဒီကိုထည့်အောင်ပါလာရောတာပြီးတော့မှဆရာဂျူလီယာ တမ်းမြတ်ဝိဒ္ဓကိုဆက်တယ်ကိုထုတ်နိုင်ရတာကိုလူတွေကလူတွေမြင်လို့တမတ်တယ်သူတို့ကလူတို့တို့တို့အတက်ချောက်တာအဲ့လိုညာတက်ခံရတာလေအဲ့ဒီအဲ့လိုမျိုးအဲ့ဒီတက်ဖို့ကိုတော့တော်နေရလူတွေကလည်းသိနေတယ်လူတို့တို့အဲ့ဒီတက်ဖို့ကိုတက်ခံရတာလေဒါကရဲ့နေရာတာလေးတာဘောရောဘောရောအဲ့ဒီကမှာအပိုင်းနှစ်ပိုင်းရှိပါတယ်

်ဘူးဘုရားဟုတ်တယ်လားဟုတ်တယ်ဒါကလေးကတော်တော်လေးပြောဖို့လည်းကောင်းတဲ့ဒါကလေးဒီပါတကယ်တော့တသနာလောကလို့ဆိုရဲလောကပေါ်မှာတို့တို့လူတွေမြင်ကြတဲ့အမြင်မှာအတော်လေးလည်းပဲအရင်းကြတဲ့မြင်ကြကောင်းတဲ့အမြင်လေးဖြစ်ပါတယ်ပြောရဲအခါအားရတာတို့တို့ပြောနေတတ်ပါတယ်တကယ်တော့လူတွေဟာတန်မြဲဝိသက်ပုံကိုမသိပါအဲ့လိုမသိတဲ့အတွက်အတော်ပိုင်းတော့ပြောသလိုပဲလူရဲ့နေတဲ့သူကလည်းပဲမြစ်ပါတာ ်လူကကြော်တဲ့သူတွေကလည်းပဲတအားကြော်သွားကြတာလို့အဲဒီနေရာမှာပဲတစ်ခါထပ်ဆိုပြောပါတယ်တမင်းကြီးရဲ့စက်ပုံကိုဘယ်လိုမသိတာတော့လို့မေးရင်တန်းကိုသိကြတယ်လို့သိကြတယ်လို့လို့ရှိတယ်လို့ပြောတာတော့သိတယ်လို့ရပ်ဆန်းလုံးပြီးတော့ဖုံးပါတော့ဒါကတော့လူတွေကတန်းကိုအတော်အဆန်းအတော်တန်းတော့ပြီးတာပဲ။အဲ၊တန်းရဲ့အရေးဥပ္ပဒ်ကြတော့လုံးလုံးရရမပြီးတာဘူးလား။အဲ့လိုကြည့်ပါလေ။ အဲပြောမယ်ဆိုရင်တော့ကံကိုလည်းမသိဘူးကံရဲ့အကျိုးအသက်ကိုလည်းမသိဘူးလို့ဒီလိုပြောရမှာပါတကယ်တော့သူတို့ထေရဝါဒပါဒါဘုန်းကြီးဟန်ဖြစ်နေမိသားစုခါတာအဲဒီလိုပဲကံနဲ့ကကံကိုလည်းကောင်းကံမပိတာကံရဲ့အကျိုးကိုလည်းကောင်းတယ်သူဝေးတံဝေးတိုင်းမှာဒီရာတင်ကြပါတယ်ဘုန်းကြီးဟန်ရပြီးတော့သူတို့လည်းတင်ကြခဲ့ရပါတယ်ဘုန်းကြီးဟန်များကအခုလည်းတင်ကြခဲ့ရှိပါတယ်အစ်ကိုကလည်းပဲအများကြီးတင်ကြခဲ့ပါတယ်ဒါကလေးလူမဲဆိုအလို့ လူအလူမြောက်အောင်အတွက်ပြုလုပ်တဲ့သမားဟောဒီစကားလေးမလို့ရပါတယ်ခင်ဗျားတို့လည်းတိထားမကြပါပါကံမင်းစာဂံကိုလကောင်ကံမပရိစကံဂျိုးလကောင်နဲ့ဒီစကားလေးပေါ့ဗျာဗန္ဒီရှင်ဖရာမယံဖရာတိတော့တတိတော်မတော်ဒီနဲ့ထုတ်ပြီးနောက်ဒီကိစ္စဒီလူသားမှုကလေးကိုပြုလုပ်ကြတယ်ဘယ်လိုရောင်းမယ်ဆိုရင်ကံကိုအလိုအလျောက်ကလေးတိုက်ကြလို့ရှိတယ်လို့ရှိတယ်ကံဒီဘက်ကတော့မမြင်ဘူးကိုပြောပါဦးကံဒီဘက်ကတော့ဘာဖြစ်လို့တော့ ဖြစ်နေတဲ့အဲ့ဒီကနေဒီကမမြင်ရဘူး။မမြင်ရဘူးဆိုတဲ့အကြောင်းလုံးကိုသိထက်ခါတာပြောတယ်။ဒီတရားကိုထက်ရင်ဆိုတာ။ဒါပြီးလို့မမြင်ရတော့သူ့ဖြစ်နေတာနဲ့ဈေးလည်းမမြင်ရဘူး။မမြင်ရတဲ့နဲ့ကောဒါပြီးလို့ဒါပြီးလို့သိအောင်လုပ်ကြရမယ်လို့။ဒါလို့သိတဲ့ဖြစ်နေတာနဲ့ဒီပြောတယ်။အဲဒီကသူ့ကောင်းလေးကြီးရဲ့အပြီးတမသွားပြီ။အဲ့ဒီအပြီးတမသွားပြီပါ။ကံရဲ့အကျိုးကြီးတဲ့ဟာကိစ္စဒီဖြစ်တဲ့ကံကိစ္စကိုထပ်တော့အဲ့ဒီကိစ္စကဘာလို့လဲဆိုတော့ဘဝင်ကိစ္စ ်ပရိဒေရီရဲ့ဘဝင်ရဲ့သူတိရဲ့ဒီကိစ္စသုံးခုပေါ့လေအဲ့ဒီကိစ္စသုံးခုကလေးကိုထားအောင်ပြလာဒီဒီကကကြည့်ရတိုင်းရဲ့ဒီကကအဲ့ဒါလူမာပါဖြစ်တယ်လို့ပရိဒေရီရောဖြစ်ဖြစ်ဘဝင်နဲ့ဖြစ်ဖြစ်သူတိပဲဖြစ်ပါသူဖြစ်ပြီးရဆိုလို့ရှိရင်ဟောသူကဘာသာဝင်ရလို့ဆိုရင်သူကဒီပရိဒေရီကိစ္စတက်ပြီးတော့သူတိကိစ္စတက်ပြီးတော့ဖြစ်တယ်ဘဝင်ကိစ္စတက်ပြီးတော့ကြည့်ရတယ်အဲ့ဒီစိတ်ကလေးတွေကတကယ်ဝိပဿနာကြီးတွေကသူကအရင်ကအင်္ဂါတစ်ခုတောင်းလို့ပြန်ယူရတ အာယုံခံအင်္ဂါတစ်ခုတောင်ကိုပြန်ယူရတယ်ဖြစ်ရင်ဆိုရင်ဒါပြောမလဲဘယ်လိုလေးပြောမလဲလို့ဖြစ်တော့မြစ်ပြီဟာခင်းတွေကိုလက်ခံလို့ပဲအာယုံခံအင်္ဂါဖြစ်တယ်။နားကလည်းလေအတန်တွေကိုလက်ခံလို့ရတယ်။တောင်ဆိုတဲ့အာယုံတွေကိုလက်ခံလို့ရတယ်။အာယုံခံအင်္ဂါဖြစ်တယ်။အဲ့လိုမျိုးလို့အခုနောက်တော့ကံပြုတ်လိုက်တာကြောင့်ဖြစ်သွားတဲ့စိတ်ဒီလိုတဲ့စိတ်ပေါ့နော်။ကံပြုလိုက်တာကြောင့်ကံကနေရင်ပြီးနောက်အကျိုးရတဲ့ဒိဋ္ဌိတွေဖြစ်ပါတဲ့စိတ်အဲ့ဒီစိတ်ကလည်းသူကအာယုံရင်္ကာတစ်ခုတောင်ပြန်ယူရတယ် တာအယုံတိုင်းအင်္ဂါလဲလို့ဆိုတဲ့အခါကျသူကတမာယီကြီးရဲ့အယုံတိုင်းအင်္ဂါဖြစ်တယ်မနှိုးဒွါရတာသူပြန်ယူရမနှိုးဒွါရတာကိုပြန်ယူရဟောယသိကယသိကိုပြန်မယ်ယသိကနင်းနေကိုမြင်နေမယ်သူ့ကိုသူပြန်မြင်မလာဆိုယသိကယသိကိုမြင်ရဘူးကြမနေ့ကမြင်လာတယ်မပြောနဲ့။မှန်တယ်ကမျက်စိကမှန်တယ်မှာသွားခင်နေတဲ့အရေးမျက်စိပဲ။အဲ့တော့မျက်စိကသိစားနေတာမြင်တာ။သူ့ကိုယ်ကမျက်စိကသူများမမြင်ဘူး။အဲ့ဒီခင်ဗျားတို့ကတိတိကျကျကလေးထင်တယ် ယောဂီလားယောဂီကိုမနေဘူးအဲဒါကြီးပါအဲ့ဒီလိုမျိုးကြီးပဲမနေတော့တာလားဆဲတန်တဲ့ဓမ္မယောဂီတွေကတူတာဖြစ်တယ်အဲ့ဒီမနေတော့တာကိုတော့တန်တဲ့ဓမ္မယောဂီတွေကိုသင်ပြနေရတဲ့အလုပ်ကိုလုပ်နေရတာဖြစ်တယ်သူ့ကိုယ်သူကြသူများမသင်ကြဘူးကြာဒါကြောင့်မလို့တန်တဲ့အာရုံတွေကိုမြင်နေမယ်တန်တဲ့အာရုံတွေကိုကြည့်နေမယ်သူကသူကတော့ပြီးတဲ့အာရုံကိုယူနေရတာဆိုတော့သူ့ကိုယ်သူကြတော့မသိရဘူးကြာဒါလေးများတို့ကနားထောင်ကြမှာနော်သူများတော့ရှင် ဝိသုတ်တိဟာမနောဓာရတာဝန်ကိုယူနေရတာဖြစ်တဲ့အတွက်မနောဓာရရဲ့အာယုံတမယုံတရားမှာသူပါပြီမလို့လည်းသူ့ကိုပြန်ပြီးမဖြစ်ခဲ့ဘူးအဲ့လိုမဖြစ်သူတင်းရင်းနဲ့အနေအထားမရှိနေတော့သူ့ကိုမမြင်ရဘူးအဲ့တော့ဘယ်လိုပြောရမလဲသူသူကတော့ရှင်သူ့ကသိမှောက်တဲ့နဲ့သူသူ့တွေဖြစ်တယ်လို့ပြောတာမမလို့လို့ဆိုရင်အတိကံအာယုံမဟုတ်တဲ့နဲ့သူကသိသိတာအာယုံကိုသိပေးရတဲ့သူဖြစ်နေတယ်လို့ပြောတာ ဒီကတော့ဒီအဲ့ဒီအတိတ်ကအာရုံနဲ့မပါဘူးလားလို့မေးရင်တော့ပညာနဲ့သိတာများတဲ့သူ့အတွက်ကတော့မှားပါတယ်လို့ပြောတယ်။အဲဒီကသူကကြည့်တဲ့ဓာတ်ပုံကိုယူနေရတော့သူ့ကိုသူကြမ်းမနေဘူးအဲ့လိုပြောရတယ်။ဒါကြောင့်ဒီစိတ်ကလေးကိုကမ္ဘာကြီးညာရှင်တွေကတော့အတော်နဲ့နဲ့ပြောကြတယ်။ဘာပြောလဲဆိုရင်မသိစိတ်ဒီပါကိနေမကြည့်ရဘူးဘယ်နဲ့လဲစိတ်ရောမရောလို့ဆိုတာလေသူတို့ကဘယ်လိုများပေါ်ပြီးသိကြတာမှမသိဘူးသူတို့ကလူတွေကမသိသေးလို့ဆိုတာကြားရနေတယ်အဖေတွေကပြောတာလေသူတို့ကဒီသူများများပမာဒီမှာမသိသေးဆိုတာကိုဘယ်လိုများလက်ောက်ပြီးယူနေကြတယ်သူတို့ဘုန်းကြီးတွေလည်းခေါ်အရှင်တွေလည်းခေါ် တယ်။အဲဒီလိုခေါ်နေတာ။ခေါ်နေကြတာမှာဒိဋ္ဌိကုညာသူအများကောင်းကြတယ်လေနော်။ဒီလိုတိတ်တခုကိုပို့တယ်အကျေတရားနဲ့ဆိုင်ကြတာလေ။ဒီဒိဋ္ဌိကဟောဒီဝေဒိကိုပြောတာလို့တိတ်တော့တိတိတ်တော့မှဒီမှာတိတိချင်းတင်ဇာနဲ့ဘေးနဲ့ရေးပြီးပတ်တန်းတင်ခဲ့တဲ့သူတယောက်ကတော့တကယ်လို့ဖုံးနိုင်တင်တာကိုသူတို့သိရဘူးလေ။ဝေဒိကပြောတာတိတိစာရေးပြရတော့တော့တိတိတခြားတိတိကပညာရှင်တွေပြောတာတော့ဘယ်လိုနေမှမသိဘူး။သိကြပြီးတော့ပညာရှင်တွေပြောတာတော့မထားရမမှတ်ရဘူး။တိတိကိုမတိတိလို့ပဲပြောတယ်။ပမာတိတိတဲ့ကလေးတစ်ခုနဲ့ဒီစိတ်ပြုလုပ်ခဲ့ရတယ်ပြီးတော့ တော့ပြတာကိုမသိဘူးလို့ပြောအဲ့တော့သူ့လာတော့ဟိုရှိနေတဲ့စိတ်မသိတဲ့စိတ်အဲ့ဒီစိတ်ဟာတော့ပြန်ဘယ်စိတ်ပါလဲလို့ပြောတယ်အဲ့ဒီဘယ်စိတ်ကိုတတ္တမနကလေးဒါပဲကတော့ဟာဒါမသိတဲ့စိတ်သိရမယ်အနေထားမရှိတဲ့စိတ်ဖြစ်တဲ့အတွက်သူ့ကိုအကျိုးဆုံးဖြစ်နေမသိတာဘူးဟုတ်တယ်ပြောအဲ့လိုမသိကြတာဖြစ်တဲ့အတွက်ကံနာတိပြီးတော့ကံကျိုးဥဒ္ဒတ်ကိုမသိဘူး။ဟောကံကျိုးဥဒ္ဒတ်ကိုမသိတဲ့အတွက်သူကမသိတာပေါ်မှာနေပြီးတော့လူရပါဖြစ်တယ်။ ကောင်းကောင်းတာတွေမကောင်းတာတွေလုတ်တယ်လုတ်တယ်လုတ်နေတယ်လို့လည်းပဲအာရှင်းမလို့ပြောရတယ်နော်ဒိဋ္ဌိသမုပ္ပါဒတေတိဆိုင်ကပြောပါတယ်ဘယ်လိုပြောကလေးလို့ဆိုရင်သင်္ခါရတိဆရာဝိညာဏလို့တကယ်လို့ဆရာကတော့ပြောပါတယ်သင်္ခါရတိဆရာဝိညာဏလို့ပြောပါတယ်ပြောရတဲ့လေအဲ့ဒီခါရတိဆရာဝိညာဏဘယ်ဒီခါရကြောင့်ဘယ်လိုမျိုးဖြစ်တယ်လို့ဆိုတာအပြီးမကောက်နိုင်ဘူးဒါကြောင့်ဝိညာဉ်ရကောက်တဲ့အခါမှာသိခေတရားကောက်တယ်တေတခုကိုလည်းဝိညာဉ်ဒီဘယ်လိုဒီခါရတိခါရအကျိုးပေါ်ပါလဲဝိညာဉ်ဒီနဲ့အဲ့ဒီလိုမျိုးလို့ဝိညာဉ်ရကောက်တဲ့အခါမှာမရှိမရှင်းရဘူး ။ဟုတ်ရောပြောဖြစ်တယ်တော့။ဒီနေ့နေ့ရတော့မကျင်းတာတော့မှမီးပြီးတော့ဘူး။ဥပ္ပတ္တိကိုသိရ။မသိနေဘူး။ဘာဖြစ်လဲ။ဘုမကောင်းတာကိုလေးတယ်။ဘုပြီးနောက်ဘုမကောင်းတာဖြစ်တာတွေသိ။ဘုကောင်းတာတွေလုပ်တယ်ဘုပြီးနောက်ဘုကောင်းတာဖြစ်တာတွေသိ။အဲ့ဒီကောင်းတဲ့ဘုရဲ့ပြုရဲ့အကျိုးမကောင်းတဲ့အရက်လိုမြင်ခွင့်မရတော့အရက်လိုတော့မြင်ပြီးတော့လို့ပြောကြတယ်။ဒီလိုတော့မြင်ပြရမလဲလို့ဆိုရင်အဲ့ဒီခုနကတိတ်ကလေးကမကောင်းတာလုံလုံကောင်းတာလုံလုံ ။လုံးပြီးပြီနဲ့တကယ်နဲ့ကိုလို့ရတဲ့ဟာပေါ်မှာထောက်ခံရဖြစ်နေတာ။ဒါလို့ဒါဟုတ်ပြီလို့ဆိုတဲ့သဘောမျိုးနဲ့ထောက်ခံပြီးရဖြစ်တာ။သိရပါမယ်။အဲ့ဒီထောက်ခံပြီးရဖြစ်နေတာဟာအဲ့ဒီလုံသေးအတိုင်းမပြတ်မပြူဒါမပြတ်သေးတဲ့ဘုရားဆက်ပြီးတော့ဖြစ်နေတာလို့ဒီလိုမျိုးပြောကြပါတယ်။သွားခိုးတဲ့သူကငါခိုးခဲ့တာတော့ကောင်းပြီ။အိမ်ပါပြီးပြရကံရသူကြီးရတဲ့သူကလည်းငါပြရကံရသူကြီးရတဲ့အားနဲ့ကောင်းလာပြီအဲ့လိုမျိုးလို့သူ့စိတ်ထဲမှာလှုပ်ထဲကအတိုင်းအာမပြင်းမဲနဲ့မပြက်ဖဲနဲ့ ဆက်လုပ်ပြီးတော့တည်ရှိကြရအောင်။အကျိုးကြီးနဲ့ဖြစ်နေတာလို့ပြောတယ်ဒီပြောချင်ပါတယ်။သူ့ဘာကြီးလို့ပြောလို့ပဲပဋိဒေ။ဒဲနေရ။ဒီလိုပြောနေတော့ပဋိဒေတွေတဲ့။မျိုးလေးပြန်နေ။ဘာလို့မျိုးလေးကြဲ။ကောင်းတာလို့လေ။ကောင်းတာလို့လိုက်တာလေးထောက်ခံနေ။ထောက်ခံနေတဲ့အတွက်ဘာဖြစ်လဲ။ကောင်းကောင်းတာလို့ပြန်လိုက်လား။မျိုးလေးပြန်နေကြတာဟုတ်။အဲမကောင်းတာလို့လေ။မကောင်းတာလို့တာကိုကိုယ်ကနေမငင်းလို့ဘူး။မပြတ်မပြင်းလို့ဘူး။မတက်တော့ဘူးလို့ပြန်။ကိုကောင်းတာလို့ကိုမကောင်းတာလို့တာလေးကိုကိုယ်ကနေပြီးတော့ကြီးနေတယ်။ ။ဘာမြောက်နေလဲ၊ဝင်ကြနေလဲ။မတော်နာလို့ဆိုတော့ပဋိပ္ပတိတဲ့ကအဲ့ဒါသူပြောတာ။အဲ့တော့အဲ့ဒီလိုမျိုးကလေးပဋိပ္ပတိကလေးတဲနေရလို့ဝိညာဉ်ဖြစ်နေတယ်လို့လည်းပြောရမယ်။ဝိဘက်ဖြစ်နေတယ်လို့လည်းပြောရမယ်။ကံရဲ့အကျိုးပေးနေတယ်လို့လည်းပြောရမယ်လို့သူပြောတာ။ဒါဒီပဲ။သူတွေကသိနေတာကဒါနဲ့ခုတ်ရဲ။ဒါတို့ခံရတယ်။တန်ခေတည်းရဲ့တန်ခိုးတန်ခိုးခံရတယ်လို့ဆိုရတာမျိုးလူအကျိုးကြီးကိုကြောင်ကြောင်ကြီးမြင်နေရဆိုတော့ကိုယ်စိတ်မှာပဋိပ္ပတိတဲသွားတာကိုအဲ့ဒီဟိုးဒီလိုတော့တော့မပြောရအောင်။အဲ့တော့ ဝိသုဒ္ဓိဘယ်လိုသဘောထားရမလဲလို့ဆိုရအောင်ရှိတဲ့ကံဘယ်လိုဒီအတုံးလိုက်အတိတ်လိုက်ကြီးဖြစ်သွားကြတာမဟုတ်ဘူးဒါပေမဲ့ကံပြုတ်တော့ဒါအတိတ်လာကလေးဖြစ်တယ်လို့ကံပြုတ်ပြီးနောက်ဝိသုဒ္ဓိထိုက်တယ်လို့ဆိုတာကလည်းပဲပြောလို့ဆိုအဲ့ဒီစေတနာကလေးကိုထောက်ခံရမပြတ်တာမပြားပဲနဲ့ဒီတိုင်းတိုင်းဖြစ်နေအောင်ကလေးရင်းမိတော့ပါလို့ဘယ်လိုပြောကြမှာလဲဒီအကျိုးဝိသုဒ္ဓိတိကျရင်တော့မျိုးလေးကြည့်ရင်တော့အပြင်တော့ပြီးကြလားအတိအကျတည်းပြီးမှဆိုတာကတော့အချိန်ကျနေရမှာပေါ့ အတိတွေညာတော့မကများလို့အတိတွေကထုတ်သွားတဲ့အခါကျမှလူရမြင်ကြတော့ဘယ်မျိုးအဒီမန်ကိုမသိတယ်လို့ဖြစ်သွားပြီးတာလားဟာဒါဘာကြောင့်ဖြစ်တာလဲသူတွေကများဖန်သွားလိုက်တာလားညီကြီးကများကြားလိုက်တာလားလက်ကများပြူသွားလိုက်တာလားနဲ့အဲ့ဒီလိုမျိုးလို့ပတ်ကုန်ကြတာပါလို့ဒီလိုပြောမယ်စီကံရဲ့ကံအယူဝိဘက်ရဲ့လို့တစ်ခုရှိတာကအယူဝိဘက်ဟာမမြင်ရတဲ့စိတ်တစ်ခုဖြစ်နေပါလေဘာလို့မမြင်ရတဲ့စိတ်ကိုပြောရတာရောလို့ဆိုရင်သူကိုယ်တိုင်ကတောင်းနိုင်စိတ်ကြည့်နေတဲ့တောင်းကိုယူရတဲ့စိတ်ဖြစ်တဲ့အတွက်သူ့ကိုပြန်မကြည့်နေတဲ့အတွက်မမြင်ရတဲ့စိတ်ဒါပေမဲ့ဘာဖြစ်လို့ကြည့်ရတာလဲ ပြောကြပါစို့ထောက်ထားတဲ့ဒီနာရဲ့ဒီနဲ့ပြည့်ရတယ်တကယ်ပြောရလေဒေရီလို့ဆိုတော့တောင်းကြကြီးတစ်ခုပေါ်မှာတားတော့တဲ့ကောင်ကနေပြီးတော့ပြက်သွားတယ်ပြင်ပြက်သွားတဲ့ဆရာတွေ့ပါတော့အဲကျင်းသွားပြီပြင်လဲကျင်းသွားတဲ့ဆရာကိုတွေ့ပါတော့အဲဒီကျင်းသွားတဲ့ဆရာနဲ့ပြက်သွားတဲ့ဆရာဒီဒီအနှစ်ခုကိုတွေ့ခြင်းအပြင်ဒီကောင်ဒီဘောမှာရောက်သွားတယ်လို့ဆိုတာဒီဘောရောက်သွားတဲ့ဒင်ဒေတာတစ်ခုကိုတားမမတွေ့ရပါဘူးအသေးစားကြည့်ရတယ်အဲဒီလိုမျိုးလို့သူ့ကိုထောက်ထားပညာနဲ့အပြင်ဒါသိနိုင်တဲ့အနေအထားရှိတယ်လို့ပြီးတော့ပြောနေပါတယ်အဲ့တော့ ကဲရကဲရအကျိုးပေးပဲရလို့ဆိုတဲ့အရာဟာနှစ်ခုရှိပြီပဲကဲအကျိုးပေးကအကံပြုပြီးတော့ကာလာကြီးထားပြီးမှခန္ဓာကြီးတွေထားပြီးမှအယောဂအပင်ပဏ္ဏီထားပြီးမှဖြစ်သွားတယ်လို့မမှတ်ယူကြပဲကံပြုသေးသေးပါပဲပြီးတဲ့ကြတဲ့နဲ့အကျိုးပေးရအော်ဘာသာရေးမကောင်းတာတော့လုံးလို့ကောင်းတာပဲလုံးလို့လို့ပြီးသေးသေးပါပြီဘာသာမကောင်းဘူးကောင်းပါရအဲ့လိုကြည့်ဦးတဲ့တော့ပါခင်ဗျားတို့ကနင်းနေအောင်ပြည့်ပြည့်မှုကလေးတက်ပေးကြပါလို့ပြောတယ်အဲ့လိုကလေးပြင်ပြင်ပေးလိုက်ရတော့ ဘာမှဒီကုန်တရားကြီးပြောင်းလဲမှုကြီးမတင်သင်းသူ့စိတ်ဘက်ကတော့ပြောင်းလဲပါပြီအဲ့ဒီပြောင်းလဲသွားတာကိုသူသင်ချင်ရင်တော့သိမှဖြစ်တယ်ဆိုဘုရားကိုမြင်ပါပါလို့ပြောပြခြင်းနဲ့အဲ့ဒီလိုညူကြည့်တဲ့နေရင်တော့အာမဟုတ်ကငါခံပြီးထားတာငါပြုတ်ရတဲ့ဖြစ်တာငါမကောင်းလို့ကောင်းတာငါကောင်းလို့ကောင်းတယ်အဲ့ဒီလိုပြီးပြီးသားတာမြင်သွားပါပါအဲ့ဒီလိုမြင်သွားခဲ့ရင်သူ့ပြန်လဲမရောဘူးဒီကြီးလည်းမယုံဘူးနဲ့လည်းမယုံဘူးဘုသူကငါပြလိုက်တာပါလေဘုသူကြောက်ပါလေဘုရားကြောက်ပါလေနဲ့ဟိုလူယောက်ျားဒီလူယောက်ျားနဲ့မယုံတာဘူးဘုရား ဟာဒါလေးတွေတော့ငါသိနေတာပဲလို့ကိုကူကခံကင်းသူကကိုပါကလားလို့ဆိုတာပြီးပြင်းပြင်းမြင်ပါလားလို့သူပြောကြပါတယ်အဲ့လိုမြင်ခဲ့ရင်တော့အကြီးကြီးကိုဟာကိုလည်းညှိုးကမလိုလိုကိုဟာလက်တဲကောက်ကမလိုလိုဖေးတင်းနဲ့မရမလိုလိုဒါကြတဲ့နတ်ပဲမရမလိုလိုဆိုတာမျိုးတွေအကုန်ကြောက်သွားပါလိမ့်မယ်လို့အဲ့တော့ကံနဲ့ဝိဘက်ကိုဒါသိကြရင်ကိုကပြောပါတယ်ဒါကံကိုလည်းသူတို့ကဒါရနိုင်လောက်တဲ့အချင်းကြီးကောက်ပြပါပြီဝိဘက်ကိုလည်းပဲရနိုင်လောက်တဲ့အချင်းကြီးကောက်ပြပါပြီအဲကံနဲ့ဝိဘက်ကိုဒါအဲ့လိုအကောက်တိုင်းပဲသိကြတယ်ဆိုခဲ့ရင် တို့ကလုံကျော်ပြီးပြလာလားမတို့တခါတည်းကောင်းကင်ဝင်နဲ့ဘုံကြီးတွေတို့ကောင်းကင်ရဲ့အရင်ကျင်ကြီးတွေတို့ဆိုတာလည်းခံတော့ဘူးနဲ့။ဒါတို့တွေပြီးနောက်ဘာတွေတို့ညာတွေတို့ဆိုတာလည်းပဲလူလူမကျော်တော့ဘူးဖြစ်နေတယ်။အဲဒီလိုပဲနဲ့တခါတည်းတို့ကအတိတ်ကခံကောင်းတဲ့အတိုင်းတို့ခံစားနေရတာပဲဟာဆိုပြီးကလာတို့တကယ်ဒီနေ့အပြုအမူတွေကိုဘာမှမသိချင်မနဲ့ဒီလိုကြီးကိုတခါလေလူသားထဲမှာလူအာယုန်တွေထဲမှာနေတင်တဲ့ကောင်နဲ့ပြည့်ပြီးတခါလာပြည့်နေတာမျိုးလေးပဲဒါမှမဖြစ်တော့ဖြစ်လိုက်မယ်။ အဲ့ဒီကနေဦးဇော်ကိုမတိရတာနဲ့ပြောကိုကိုကိုလူထဲမှာလည်းပဲခုကြပါတယ်။အာရုံနာဘကံကုန်တရားတွေနဲ့လိုက်ပြီးတော့လည်းလူထဲနေကြပါတယ်လို့အဲ့ဒီလိုမျိုးပဲနဲ့အာရုံနာဘကံကုန်တရားတွေနဲ့ဝေးပြီးတခါလားလူကြီးပြောပြီးတခါလားတရားအတွက်ကဲသူကြီးကလည်းသူကလူကြော်တာတွေပါဒါမှမဟုတ်အခုလူထဲမှာရဲမဲတခါပဲဘာလို့မဟုတ်ပဲနဲ့ဖြစ်ဖြစ်လို့ဖြစ်လို့သူကဖြစ်ထားတာတွေကတော့ကင်းလူမှန်နေတာတွေပါလို့သူပြောပါမယ်။အော်လူနေတာကိုလည်းပဲသိတယ်လားလူကြော်တာကိုလည်းပဲသိကြပါ အဲ့ဒီလူပြောတာနေရတာရဲ့အကြောင်းဟာတော့ကျင်းဘုရားဝိသက်ကိုမတိကြရတာနေပြီးတော့ဖြစ်တာလို့ဆိုလည်းပဲပြီးကြတာဒီကြပါအဲ့ဒီဝိသက်မတိတာတောင်ကံကိုအသေးစားအေးရာမဖြစ်ရတာလို့ဆိုတာမျိုးလေးဒီလက်တွေပို့လိုက်ကြပါတယ်အဲကံကိုလည်းလက်တွေတည်လို့ရှိပြီပဲသိပြီဒီကြတာမတိကြပါဘူးဒါကြောင့်ကံကိုလည်းပြီးပြီးကြပါဝိသက်ကိုလည်းပဲအခုနပြောတယ်လို့ပဲငါလုံလိုက်ပြီလို့ဆိုရင်တော့လုံလိုက်တာအတိုင်းလုံစိတ်အတိုင်းငါစိတ်ဟာရှိနေတယ်လို့ဆိုရင်အဲ့ဒါဝိသက်ဖြစ်နေတာလို့ဆိုတာကိုအပိဒါသိပြီကြပါ အဲ့လိုမျိုးဝိသုတ်ကိုလည်းအတိအကျသိပြီလို့ဆိုရင်တော့ဖြင့်ငါပြုတ်ရတဲ့ငါဖြစ်နေတာလို့ဆိုတာကိုပြတ်ပြတ်သားသားအမြင်မှန်သွားတာဖြစ်တဲ့အတွက်ဟိုကကြောင့်ဖြစ်တာလေလားဒီဟာကြောင့်ဖြစ်တာလေလားနဲ့တကယ်သိရရင်အကြောင်းမဟုတ်တဲ့ဒါကလည်းနောက်ဘဝရေတို့နောက်ဘဝရေတို့နတ်ဒီတို့တတ်ဒီတို့ဆိုတဲ့အမျိုးတွေဖြစ်တဲ့အမှန်မှားရင်းရင်းလူကြော်တာတွေလည်းတော့တောက်ချကြပါလို့ပြောပြချင်ပါလေအဲ့တော့ပထမမေးလိုက်တဲ့ဒါ ဲတိုင်းရဲ့အကျိုးကြီးပဲရမတိရကလူပြောတာနဲ့လူညစ်တာတွေဟာဖြစ်နေကြတာပဲလို့သူတို့ဆိုရတဲ့ဆရာရဲ့ရှင်းလင်းချက်ဟာဒီကြပါပဲလို့ဒါကြိုးပြောပြသည်နောက်ထပ်မေးစရာရှိတာကလေးကိုတော့ဒီကနေပြီးတော့လဲဒီကနေပြီးတော့ပဲဆက်ပြီးတော့ပြောပါလို့ဒီတိုင်းပြောပြမယ်ဟိုဒီလိုလောက်တော့ဟိုမင်းကြီးကပုံပုံရတယ်ဟာလို့ရောမလို့အဲတော့ငါတို့ရောက်နေတော့တူတူလူချင်းကိုကဲကိုတို့ကတိတိကျကျလုံးလုံးလောက်ပြည့်ပြီးတော့ <laughs> Oke. Okay. Kamu oh, oh, ya, oke. Okay. Uh -huh. Nah, ini gua ketemu orang uh -huh. nah, ya. Gua lah ya, ini dulu dari dulu ini. Gua orang, gua